အဲ့အကြောင်းကိုအချိန်ပေါင်းများစွာဆိုတော့ကျွန်တော်ရဲ့အဲ့မျိုးမှာဖြစ်ဖြစ်ကကျွန်တော် inspiration ရတာကစတိုင်းရမဟုတ်ဘူးညာအဲ့ဒါဆိုတော့သူငယ်တွေကဟိုပေါ့တော့ဟိုငယ်သေးတော့လေလက်လန်းမမီတော့ကျွန်တော်မူလ inspiration ရတဲ့ကိစ္စကိုသူကစတိုင်းရလို့ထင်တယ်ထင်တယ်ဟုတ်အမှန်မှန်ကဟိုဟာ Leo Tolstoy ရဲ့ဝတ္ထုပြဟုတ်ကဲ့အမိုက်ကစားပြဆက်မီလောင်ဆိုတော့ဟာကိုဟိုဟာကျွန်တော်ဘာသာပြန်ထားတာစီးတယ်ဟုတ်ကဲ့သူကစတိုင်းရမဟုတ်ဘူး လူတွေရဲ့ဘဝအခြေအနေဖြစ်ပျက်တွေကိုရေးထားတဲ့ဝတ္ထုတကူဒါပေမဲ့ကျွန်တော်အမြင်နဲ့ကျွန်တော်ကပြန်ရေးတာလေဟုတ်ကဲ့ပြန်ရေးတော့အဲ့လိုဖြစ်သွားအောင်ဟုတ်ဘာတခုမှမတူတော့ဟုတ်ဘာတခုမှမတူတော့ဘူးဆိုတဲ့ဥစ္စာမှာတော့အဲ့ဒီဥစ္စာပြောပြတယ်တချို့တွေကတော့ဘာပြောလဲဆိုတော့မောင်မေ copy you ရတာ oh original မဖတ်ဘဲနဲ့လာမပြောနဲ့ oh original သူကဖတ်ပါတခုမှမတူဘူးသူတို့ကဆိုတော့ဒါပေမဲ့လူတွေမှာဟိုပေါ့ ဖြစ်ပျက်တတ်တဲ့သဘာဝကြောယိုးကြီးကတော့တူတယ်ဟုတ်ကဲ့အဲဒီဥစ္စာကိုပဲကျွန်တော်ယူထားတာပေါ့ဟုတ်ကဲ့ယူပြီးတော့အဲ့လိုမျိုးစကလုံးကြတော့ကျွန်တော်မြန်မာစံသောစကလုံးကိုပဲဟိုကျွန်တော်ပြောဆိုနေတဲ့စကလုံးတွေပဲကျွန်တော်ကသုံးနှုံးလေးစီရအောင်ဟုတ်အဲအဲ့လိုမျိုးအဲ့ဒါနဲ့ရေးလိုက်တော့အရှိကြီးပဲရလာတယ်ရလာပြီးတော့အဲ့မှာဇလန်းရပြီးတော့ဒီဇလန်းကိုစင်းနေပြန်ထည့်တဲ့အခါကျတော့တော်တော်ကြာနေသေးတယ်အဲ့ဒီမယ်လိုဒီကိုခုအပေါ်ရှာနေတာပေါ့နော်ခုအပေါ်ရှာနေပြီးတော့နောက်တော့မှ အဲ၃ဘိုင်းတော့ဘိုင်းမှာရမယ်။ဘိုင်းပြီးတော့ဒီကောင်ကိုပြန်ပြီးတော့ကြစ်လက်အောင်လုပ်မှဖြစ်မယ်ပေါ့။အဲလိုနဲ့ဒီစင်တပုတ်ဖြစ်သွားဖြစ်သွားတော့